ာသွားပြီထပ်ပြီးတော့ညှိကုန်ပြီထပ်ပြီးတော့ညှိကုန်တော့ဘယ်လိုတွေပါကုန်လဲဆိုတော့နိုင်ငံတော်အစိုးရအနေနဲ့2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအားအောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်လျက်ရှိရာရွေးကောက်ပွဲပေါ်နီလန်မျိုးစုံဖြင့်နှောက်ယှက်ဟန်တားနိုင်မဲ့အခြေအနေမှ ကာကွယ်တားဆီးနိုင်ဖို့2025ခုနှစ်ဇူလိုင်လ29ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တားဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေပြဋ္ဌာန်းခဲ့ပြီးဥပဒေလိုက်နာမှုမရှိသူများအားထိတိယယောက်ရေးယူဆောင်ရွက်လျက်ရှိပါသည် အဲဒီလိုဆောင်ရွက်လျက်ရှိရာ2025ခုနှစ်အောက်တိုဘာလ29ရက်နေ့မှာခေတ်သမိုင်းကိုတုံဆိုင်မိသူများရွေးကောက်ပွဲအသိပညာပေးဇလန်းနဲ့ဇလန်းမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့အမှုပညာရှင်များအားပြည်ပရောက်အကျန်းဖက်အဖွဲ့အစည်းအားပေးထောက်ခံသူများနဲ့တရားခံပြေးများမှလူမှုကွန်ရက်ဆောင်ရွက်နာမှာတဆင့်မဟုတ်မမှန်ဝေဖန်ရေးသားတဲ့ပေါ်ထောက်ခံခဲ့ကြတဲ့ဒရိုက်တာတက်လွင်ခေါ်ဇဘူးထွန်းတက်လွင်နဲ့ဒရိုက်တာအောင်ချမ်းလူခေါ်အေးချမ်းအောင်တို့အား၎င်းတို့ရဲ့နေအိမ်အသေးသေးမှဖမ်းဆီးရမိခဲ့ပါတယ်။ န်စီရမည်သူများအားစီစစ်ဖော်ထုတ်ချက်အရ၎င်းတို့ဟာဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နဲ့အညီတမရော်မှနိုင်ငံတော်တာဝန်ထမ်းဆောင်နေတဲ့ပုံထောက်ခံမှုမရှိခဲ့တဲ့အပြင်မကြာမီကျင်းပဖို့ရှိတဲ့ပါတီစုံဒီမိုကရေစီထွေထွေထွေကောက်ပွဲအောင်မြင်စေဖို့အတွက်လည်း၎င်းတို့တက်ကြွတဲ့အမှုပညာကဏ္ဍမှပူးပေါင်းပါဝင်ခြင်းမရှိခဲ့ကြောင်း ဒါအပြင်ရေကောက်ပွဲအောင်မြင်စေဖို့အတွက်တတတအားပါဝင်ဆောင်ရွက်နေတဲ့အမှုပညာရှင်များအားပြည်ပရောက်အကျန်းဖက်အဖွဲ့အစည်းထောက်ခံသူများနဲ့တရားခံပြည်များမှလူမှုကွန်ရက်ဆက်မျက်နှာမှတဆင့်ဝေဖန်ရေးသားတဲ့အပေါ်ထောက်ခံအားပေးခဲ့ကြကြောင်းစည်းစစ်တွေ့ရှိရပါတယ်။ တားပြင်၎င်းတို့အနေနဲ့ပြည်တွင်းတည်ငြိမ်အေးချမ်းမှုကိုမလိုလားတဲ့ခေတ်သစ်မီဒီယာပါဝင်မီဒီယာအမေရိကန်အစံဖတ်အားပေးပြည်ပဩစာကန်အဖွဲ့အစည်းများလူပုဂ္ဂိုလ်များရဲ့လူမှုကွန်ရက်ဆံမျက်နှာများမှာမဟုတ်မမှန်လှုပ်ကြံရေးသားဖော်ပြချက်တွေကိုလည်းအစဉ်တစိုက်ထောက်ခံအားပေးလျက်ရှိတာကိုစီးစစ်တွေ့ရှိရပါတယ်။ တို့ဖြစ်ပါ၍မီဒီယာအမိခံအစံဖတ်အားပေးပြည်ပဩစာခံအဖွဲ့အစည်းများနဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲပေါ်ပြည်သူလူထုမှအထင်မြင်လွယ်မှစေဖို့အတွက်လုံခြုံရေးသားသူများအားထောက်ခံအားပေးခဲ့ကြတဲ့တက်လွင်ခေါ်စပူထွန်းတက်လွင်နဲ့အောင်ချမ်းလူခေါ်အေးချမ်းအောင်တို့နှစ်ဦးအားပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေအပါဝင်ပြည်မှုဆိုင်ရာဥပဒေများဖြင့်ထိရောက်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်များကိုနှောက်ယှက်ဟန်တားလိုသူများအားမိဘပြည်သူများရဲ့ပူးပေါင်းပါဝင်မှုဖြင့်ဖော်ထုတ်အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းအသိပေးသတင်းထုတ်ပြန်ထားပါတယ်ရှင်။ပါပါပြီထပ်ပြီးတော့ညှိကုန်ပြီထပ်ပြီးတော့ညှိကုန်တော့ဘူရီပါကုန်လဲဆိုတော့ဒီမှာကျွန်တော်ဟိုဟိုကောဟိုတောက်ပလားဒရိုက်တာအောင်ချမ်းလူဆိုလားပါလားအဲ့တောင်လဲအခုဆွတ်စီခံလိုက်ပြီးတော့ကြားတယ်အခုသွားပြီသူလဲဆွတ်စီခံပြီအာ ဒီလိုပဲတခါဘသူနဲ့ထပ်ပြီးရောဖြစ်သေးလဲဆိုတော့ဘသူပြန်သေးလဲဆိုတော့အောင်ချမ်းလူအပြင်ဒေါက်တာအောင်ချမ်းလူပေါ့အောင်ချမ်းလူဆိုတာခုအဲမညာရီ3ရက်ဆိုတဲ့ဇကာရက်တဲ့သူထင်တယ်ခုတိတ်ယုံနေနေရတာသူထင်တယ်အဲသူတို့တွေပါအခုသူပါအခုဆွဲစီခံပြီလို့ကျွန်တော်တို့ကြားတယ်နော်သူကတွားပြီးတော့ဒီပြည်ပြေးဒေါ်လာရေးသမားကြီးဆိုပြီးခေါင်းထဲရန်ချမ်းအောက်မှာသူကတွားပြီးလာပြီးရီရက်တွားပြီးတချို့လူပြန်ရှင်တွေကိုခေါ်တယ်ဆွေးနွေးတယ်တိုင်မင်းတယ်မဖမ်းတော့ဆွေးနွေးတယ်တိုင်မင်းတယ်ညှိနှိုင်းတယ်ကျွန်တော်တို့ ဲ့တော့နိုင်ငံတော်အကြီးအကဲအချို့ကလည်းမြင်လိုက်ပြီးတော့မလုပ်ပါနဲ့ဆိုပြီးနိုင်ငံတော်အကြီးအကဲအချို့ကကိုယ်တိုင်ပင်လည်းမလုပ်နဲ့ဒါမကောင်းပါဘူးဖြူးစီအေးစီညှိနှိုင်းလိုက်ပါဆိုတော့မျိုးနိုင်ငံတော်အကြီးအကဲကိုယ်တိုင်တချို့တွေကအဲ့လိုပြောတာအဲ့ဒါကိုတော့ဒီကောင်တွေကမဲသူတို့ကအဲ့လိုလာတာပေါ့ဗျာပြောရတော့ရဟိုပြောရတော့ချိုးချိုးပြည်တဲ့ပုံစံလုပ်တော့နောက်ဆုံးကြတော့မတတ်တာဘူးလို့ဖွင့်ကွာအော်အဲ့လိုဖြစ်ကွာအဲ့တော့အေးစီကျိတ်ညှိနှိုင်းပြီးတော့ရွေးကောက်ပွဲမှာကူညီပေးလိုက်တာဘာဖြစ်တော့မပိုးဘူးသူကသွားလှုပ်တာကိုယ်လည်းမဟုတ်တာလုပ်သေးတယ်ပြီးရင် ဟိုကခေါ်ပြီးတော့ညှိနှိုင်းတာကိုလည်းသူတို့မချေမငံပုံစံမျိုးနဲ့တုတ်ပြန်တယ်ပြီးရင်ဘာလဲဆိုတော့ပူပေါင်းပေါင်းပွင့်မှုလည်းမလုပ်ဘူးတွားပြီပေါ့အဲ့တော့ကျွန်တော်တို့ကအဲ့လူလူမျိုးဘယ်လိုလုပ်ပြီးတော့ကျွန်တော်တို့ဟာမကောင်းဘူးလို့မတရားဘူးလို့ဘယ်လိုပြောမလဲစဉ်းစားကြည့်အဲ့ဒါကိုယ်တိုင်သိတယ်အဲ့လူတွေကိုယ်တိုင်သိတယ်ဒီလူတွေ drive ဘွားကတော့ဖိုင်တော့တော့ထောင်းပြည့်ထဲမှာမဟုတ်ဘူးတေချာမေးတာတူတေချာလေးနဲ့ခင်ဗျားတို့ကဒါတော့မလုပ်သင့်ဘူးထင်တယ်ဒါတော့ခင်ဗျားတို့လုပ်ထားတာခင်ဗျားလုပ်ထားတာကြည့်1 2 3 4 5 6 9 10တုံးပြရတယ်ပြီးတော့မှအဲ့ဒါကြီးခင်ဗျားလုပ်တာမဟုတ်လားမဟုတ်လားကြည့်လိုက်ဆိုမငင်းနိုင်โอเคမငင်းနိုင်တော့ ငါ့ကိုဒါလုတ်တာအေးဒါတော့ခင်ဗျားတို့ဗျာဒါလေးတော့လုတ်လိုက်ပါဒါလေးရွက်ောက်ပွဲလေးဝိုင်းကူပေးပါဆိုရင်အာကျွန်တော်တို့မလုတ်ပေးနိုင်ဘူးပါခင်ဗျားတို့ကျွန်တော်ကျွန်တော်တို့ကျွန်တော်အေးဟုတ်ပြီအဲ့ဒါဆိုလေဟောပြီဘောအဲ့ဒါဆိုလေခင်ဗျားတို့တော့အမှုဖွင့်ရလိမ့်မယ်နော်ဟောပါညာဖွင့်ရင်ဖွင့်ဖို့ပါညာဆိုအချိုးမျိုးတွေဟာအဲ့တော့သွားပါဘောဗာတတ်နိုင်မလို့ဘာမှလုံမရတော့ဘူးလေနိုင်ငံတော်ကြီးကြီးတွေကတော့မှဖြေလျှော့ဖို့ကူညီပေးလိုက်ပါမလုတ်ပါနဲ့ရင်းမလုတ်ပါလို့ဆိုတက်ပြောတယ်ကြားတယ်လုတ်တာတဲ့ကဲတချို့တို့ပြန်ရှင်းနေအခုလဲခေါ်ပြီးတော့အဲ့လိုမင်းမြန်ဆွေးနွေးနေတာဖမ်းတာမဟုတ်ဘူးနော်မင်းမြန်ဆွေးနွေးနေတာဆက်ရောက်မကရှိတယ် ဆက်ရောက်မကရှိအလုတ်ရှုံးနေအဲ့လူတွေကိုသိတဲ့အတိုင်းမရှုံးဘူးနော်မဖြစ်ချင်လို့ညှိနှိုင်းနေမရဘူးဆက်ရောက်လို့ရှိတယ်ဟုတ်မရဘူးဆက်ရောက်လို့ရှိတယ်နော် ပြီးတော့တခါဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကူညီပေးဖို့မင်းတို့ရှေ့မှာလုပ်ခဲ့တာကြီးရှိတယ်ကူညီပေးပါဆိုပြီးတော့မြစ်တာရဲ့ခံခဲ့တယ်နာမည်ကြောင့်လူပြချင်တယ်အများကြီးပါတယ်ခင်ဗျားတို့ကျွန်တော်ခဏခဏပြောတဲ့နာမည်ကြီးပါတယ်အဲ့ဒီနာမည်အခုပါတယ်အဲ့ဒီလိုချင်းအကုန်လုံးခေါ်တာတချို့တွေကဘာလုပ်တယ်မလဲ 嗯，那你们搞到查查路的，查路的来不？说偏你这路，你们搞这路，谁用我这？你这路，谁干我子路？都偏你这不？说不？说这罗？就罗谁管人家？你谁管呀？哦，本地啊，马路路，高楼马路，钢板路路，高楼路呢？靠你比都打比罗？这罗谁管呀？路偏那路，偏那路呀？那路没？我得将我路打平，喏。这就叫叫泰人家都安尼路，路都打平。啊，就叫罗啊，没你没搞路，平你没搞路，说叫罗。牛总呀，交边叫牛总，他白笑的。这叫那边姓叫罗，某多的不要了，姓姓的。叫罗姑娘们，老姑娘们。 ဒါပေမဲ့ကျွန်တော်တို့လုတ်ပေးမယ်ဒါပေမဲ့ရှေ့မှာအခိုးလေးတစ်ဖွဲ့ကြီးကဒီလိုပြောခံရတော့ကျွန်တော်တို့လည်းကြောက်တယ်ဆိုရင်ကျွန်တော်လုတ်ပေးမယ်ဒါပေမဲ့ဟိုလိုတခြားသူတွေနဲ့အတူတူကျွန်တော်တို့အကုန်လုံးပါဆိုရင်တော့အကုန်လုံးပိုကောင်းတာပေါ့ကျွန်တော်တို့ကြတော့လည်းရှေ့မှာလည်းခံရတယ်ဆိုတော့ဆိုရင်လည်းသူတို့လည်းအဲ့တော့လုတ်ပေးခြင်းတဲ့လူတွေလည်းရှိတယ်လုတ်ပေးနိုင်တဲ့လူတွေလုတ်ပေးဖို့အသင့်ဖြစ်တဲ့လူတွေရှိတယ်ဒါပေမဲ့သူတို့လည်းချစ်ဆိုရင်နေကြတယ်ကိုကောင်လေးကကျတော့ AC ပဲဆိုတော့အဲ့ဒါဖြစ်လာဖြစ်လာတော့ဩမညီများမှုဆိုတော့ဖြစ်လာတယ်အဲ့တော့စဉ်းစားလာပြီအဲ့တော့နိုင်ငံတော်ကဘာလုပ်လဲချင်းချင်းလေးပဲအခုတချို့ရုပ်ရှင်ကားတွေတဲ့ရုပ်ရှင်ကားတွေကို ော်ရုပ်ရှင်ကားတွေကိုရုပ်ရှင်ဇလန်တွေတင်ရ sorry ယုံတင်ရမရဘူးတချို့ယုံမတင်ကျွန်တော်တဲ့ပုံစံမျိုးတွေလောက်တာတဲ့အမဲယုံမတင်ကျွန်တော်ဘူးယုံမတင်တော့ဘူးဘာညာဒီကားလိုက်လောက်တဲ့သူတွေလည်းရှိတယ်အဲ့တော့သူ process တိုင်းသူတွားနေရမယ်ဟာကိုဒီကက်လန်တွေလိုက်တိုက်ဖို့ကြိုးစားတာဟိုကို့စ်ကြိုးစီဝါထိမှဆိုလို့နောက်ဆုတ်ဖို့ကြိုးစားတာအဲ့လိုမျိုးတွေလုပ်တဲ့ TV channel အချို့လည်းရှိတယ် TV channel လို့လို့ဘာလို့အုပ်စုပစုရဲ့ရှိတယ်ရုပ်ရှင်ထုတ်လို့ company တွေရှိတယ်ကြော်ညာ company တွေရှိတယ်เนาะ ဲ့ကုမ္ပဏီအကုန်လုံးကြောင်ညာထည့်တဲ့ကုမ္ပဏီတွေပေါ့ကျွန်တော်ကျွန်တော်ထည့်ကုမ္ပဏီရှိတယ်အဲ့ကြောင်ညာကို agency လုပ်ပေးတဲ့ agency တွေရှိတယ်အဲ့ဒီအုပ်စုတွေအကုန်လုံးကအဲ့လိုမျိုး owner ချင်းနဲ့လုပ်နေကြတာတဲ့အခုအဲ့တော့နိုင်ငံတော်ကြီးခဲ့တွေအားလုံးသိနေပြီအာဏာပိုင်ဖွဲ့စည်းတွေသိနေပြီသိနေတော့တင်းတယ်ဒါပေမဲ့ဟောဖြေလျှော့ပြီး easy ညှိနှိုင်းနေကြပါအကောင်းဝင်ကြပါဆိုဖြည်းဖြည်းကြိတ်ပြီးညှိနေလို့ကျွန်တော်အခုနာမည်တက်မပြောသေးတာဖြည်းဖြည်းကြိတ်ညှိနေလို့အဲ့တော့ခင်ဗျားတို့ပြန်စင်စားဖို့လိုတာကအမှုပညာရှင်အဲ့ဒီငင်းကျင်သလိုလိုကျင်းကျင်သလိုလိုချက်ချင်းသလိုလိုကြောင်းကျင်သလိုလိုလုပ်တဲ့အဲ့ဒီပိန့်ဒီကြောင်းဥပညာရှင်တွေကိုခင်ဗျားတို့သိစေချင်တာကနာမည်မတောက်ဘူးခင်ဗျားတို့ကောက်ကိုသိတယ် သိသိချင်တာတခုပဲခင်ဗျားတို့2020တော့ကပါတီတခုတည်းခင်ဗျားတို့မဲဆွဲပေးခဲ့ကြတယ်ပါတီခုတည်းမဲဆွဲပေးခဲ့ကြတယ်ဒါတော့မရှက်ကြဘူးဒါရှက်စရာလို့မထင်ဘူးလားခင်ဗျားတိုက်တဲ့နိုင်ငံကဘာမှချီရတဲ့နိုင်ငံပြောလိုက်ရှင်းရှင်းလေးနိုင်ငံကြီးလုတ်ချင်နိုင်ငံကြီးထွက်လုတ်လိုက်တယ်အိန္ဒိယမှာရှိတဲ့ VJ တောင်ပိုင်းမင်းသား VJ ဘာဖြစ်လဲနိုင်ငံကြီးသူကိုယ်ထွက်လုတ်လိုက်တယ်ဘာမှဘာဖြစ်မလဲထွက်လုတ်လိုက်ပါတီတခုရဲ့နောက်လိုက်နေဖြစ်ကုန်တယ်ခင်ဗျားတို့ကိုမမေ့ဘူးမမေ့ဘူးပါတီနောက်လိုက်နေဖြစ်နေတယ်ပါတီနောက်လိုက်ခွေးနေဖြစ်ကုန်ကြတယ်ခင်ဗျားတို့ ါဠိမှာနိုင်ငံအခုကနိုင်ငံတော်ကိုခိုင်းတာခင်ဗျားတို့နိုင်ငံတော်ကပြောနေတာအခုကြီးပေးခိုင်းတာပါလေပြည်ခိုင်ဖြိုးမဲပေးဖို့လို့ပြည်ပြည်သုံးလို့မဲပေးဖို့လို့ပြည်ပြည်မဲပေးဖို့ဟိုလူမဲပေးဖို့ဒီလူမဲပေးဖို့ပြောနေတာမဟုတ်ဘူးပြည်သူလူထုကိုမဲယုံလာလာပြီးမဲပေးကြဖို့အခုကြီးခိုင်းတာရွက်ကောက်ပွဲရတာလေကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်ကိုပြောင်းလဲပေးနေမှာမဟုတ်လို့ရွက်ကောက်ပွဲလေးနဲ့အတူပြည်သူလူထုမဲလာပေးလို့အောင်လှုံ့ဆော်ဖို့အခုကြီးပေးခိုင်းတာနိုင်ငံတော်အခုကြီးခိုင်းတာပါတီတခုတည်းလုပ်ခိုင်းတာမဟုတ်ဘူးခင်ဗျားတို့ကပါတီနောက်လဲခွေးပေါ်ကနေနေချင်းနေတာခင်ဗျားတို့ကပြဿနာပါတီနောက်လဲခွေးလုပ်ခဲ့ကြတယ်ခင်ဗျားတို့မမေ့နဲ့ ပြန်ကြည့်လိုက်ပါတီနောက်လည်းခွေးလုပ်ခဲ့ရတယ်ပါတီတခုတော့ခဲ့တော့မဲဆွဲခဲ့ရတယ်နော်2020ရွေးကောက်ပွဲနန်းဒီတဲ့အချိန်မှာတချင်းဆိုခဲ့တဲ့အဆိုတော်ကြီးရှိသေးတယ်အဲ့ပါတီတခုတော့ MLA uniform ကြီးဝတ်ပြီးတော့ခါတိုင်းအန်ဒီယောင်တောက်တောက်ကြီးဝတ်ပြီးတော့ပါတီတခုတော့အားအပါ drone ID ID တချင်းဆိုခဲ့ကြတာအဲ့အုပ်စုတွေလည်းရှိသေးတယ်အဲ့ဒီအုပ်စုတွေနော်ဇာကားရိုက်ပြီးတော့တခါတည်းဟိုစစ်တပ်နဲ့ပြည်ခိုင်ဖြိုးနဲ့အဲ့ဒီဟိုဘက်ကဒီဘက်အုပ်စုတစုလုံးကိုတခိုးချဖို့တွေမဖြစ်ဖြစ်အောင်လို့ကိုဇောင်းပေးပြီးတော့ပြောခဲ့ကြတဲ့အသိဆောင်တွေရှိသေးတယ်အဲ့ဒီဆိုတဲ့အကုန်ပြန်ခေါ်ပြီးတော့အဲ့ဒီပြန်ချွတ် ပါတီမလုပ်ခိုင်းမဲနဲ့လုတ်မင်းတို့ပြောပြောဆိုရင်တို့ပြောပြောခိုင်းအခုတို့အဲ့ဒါလို့လုတ်ခဲ့တော့အကောင်အခုနိုင်ငံတော်ကနေပြီးနိုင်ငံတော်ကူညီပါဆိုပြီးတော့မြစ်တိုင်တဲ့ခိုင်ပြောနေတာတော့မှပဲတို့ကမပါဘူးပူးချင်မပေါင်းချင်โอเคကျွန်တော်ပြောရတယ်ပြောတာနော်အဲ့နဲ့ပြည်ချိုင်းဝင်ချင်းနာတော့မလုတ်သေးလို့အခွန်ဦးစီးနာပြည်ချိုင်းဝင်တော့မလုတ်လို့ရှင်းရှင်းလေးဟဲ့ဒီနေ့မှာအဲ့ကောင်ဘယ်ကောင်ဘယ်လုံးကျွန်တော်ဘယ်လုံးရလေလာသာကြည့်လာအခွန်ကောက်ကြိုက်အခွန်အခွန်ချအခွန်ကြိုက်ပါလေအခွန်ကောက်ပါလေအခုအိမ်ကုန်းမင်းကုန်းရေကုန်းမီးကုန်းမြေကုန်းအခွန်ကောက်ကောက်ပါလေကောက်ကောက်ပါလေပြီးအဲ့ဒီကောင်တွေစောင့်ကြည့် ဒီကောင်နဲ့ကြော်ညာရဲ့ပြီးရင်ရောက်တဲ့ကုံကြော်ညာကုံဒီပါကြော်ညာလိုက်ကောခေါ်လိုက်ကောအခုကောအဲ့လိုကြက်ပြန်မှာလိုက်ကြက်ပြန်မှာနိုင်ငံတော်ပိုးပေါင်းတဲ့ကုမ္ပဏီတို့ကြတော့ဘာဖြစ်လဲကုမ္ပိုးပေါင်းတဲ့ကုမ္ပဏီနဲ့နိုင်ငံတော်ပိုးပေါင်းတဲ့အမှုပြန်ရှင်တို့ကြတော့အကုန်လုံးတက်တာခွင့်နေပြီးမယ်တခြားခွင့်လန်းတဲ့ကုံပြီးမယ်ဒီရုပ်ရှင်ဟိုဟာရုပ်ရှင်ရုံရုံတင်ပြတာအစအကုန်လုံးအခွင့်လန်းပြီးပြီအဲ့ဒီပူပေါင်းတဲ့ကောင်တွေအကုန်လုံးအခွန်ကြက်ပြန်သွားအခွန်မှာကြက်ရှင်းသမျှရိုက်တဲ့နောက်ကသူ့နောက်ခံပေးတဲ့ကုအကုန်ပြအကုန်ချက်ဈေးလုံးမှာအပြတ်ပြောပြောပေါ်ပေါ်ခိုင်းအဲ့လိုလောက်အဲ့လိုလောက်မှာကြက်ပြန်မှာ ီးတော့ရှေ့ကသူလုတ်ခဲ့တယ်မူနောက်တာမူတမှုပေါ်တော့ချက်ချင်းတန်ထောင်းထားပဲအော်နောက်အဲ့လိုပြရမှာဘာလို့ဒီကောင်တွေကဘာဖြစ်နေလဲဆိုတော့မလုံမရှုံမပြုတ်ကြီးလုံနေတာနောက်တစ်ခုအလုပ်ပြလောကမှာဆိုရင်တချို့တွေလက်သုံးချောင်းထောင်းကြီးတွေကြီးတွေပြောခဲ့ကြရတဲ့ရှေ့ရာသာမျိုးတွေမိသားစုနော်ဥမာဟိုကျော်ရဲအောင်ကြီးတို့နောက်တစ်ခါဇာကနာတို့အုပ်စုတွေဘယ်အောင်လဲတပင်းအုပ်စုကဖိုးချစ်သူတို့ဥပါလုံတယ်ဖိုးချစ်ဝင်ပူပြန်လဲပူပေါင်းပါတယ်လို့ပြောနေပေမယ့်ခင်ဗျားကလည်းရှင်းရှင်းပြောသူသူ့ခေါင်းကသပင်းဘာတွေ့ထားတာလဲလို့မေးကြည့်လိုက်ပါလားကျုံးတယ် သူ့ရဲ့အတွေးလူတွေပြောတဲ့စကားတစ်ခုရှိတယ်သူကောင်းသမင်ဘာလို့ထားရလဲအဲ့သမင်ရှိကြီးကျတယ်မထုံးတာဘာလို့ထားရလဲဆိုတော့ပြောတယ်လူပြောတယ်ဆိုတော့ပြီးတော့မှနိုင်ငံတော်ပွဲတွေကတလူမကတလူနဲ့ပတ်စံကြတော့တိတ်ပုံပတ်ယူသွားတယ်ကျွန်တော်ရှင်းရှင်းလေးပြောတော့တချို့ဒီထက်ပါဘိုးချစ်ဘက်ကနားတဲ့ဟိုအနာမေဖိုးစီရှိလေခမရုပ်တိချပြန်စမ်းသပ်ဖို့လိုတယ်ပေးချစမ်းသပ်ကြည့်နော်တချို့ဟာတွေကမယိုးရှင်းတာတွေအများကြီးရှိတယ်နောက်မှမြုပ်နေတယ်အနည်းကပူးတာတွေရှိတယ်သိဖို့လိုတယ်နော်အဲ့တော့ဒီအမှုပြရာရှင်တွေဒီတပွဲမှာတော့တေးချလုံးဝရမယ် မဟုတ်ရင်ခင်ဗျာနောက်တစ်ပွဲကြရင်ဒရိုက်တာကို ပေါက်ပို့စ်ကိုအသေးပေးလို့ဆိုကစစ်တပ်ကဒရိုက်တာတူအားထပ်မံဖန်စီစစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါဒဖြန့်တဲ့ဖြစ်သမိုင်းကိုဒုံးဆိုင်မိသူများစကားနဲ့ပတ်သက်ပြီးရေးသားထားတဲ့ဒရိုက်တာကိုပေါက်ရဲ့ပို့စ်ကိုအသေးပေးတာကြောင့်ဆိုပြီးဒရိုက်တာစဘူထုံးတက်လွင်ကိုစစ်ကောင်စီကမတရားဖန်စီလိုက်ပါတယ် ဒရိုက်တာစပူထွန်းတက်လွင်ကိုဖမ်းဆီးဖို့ပြီးခဲ့တဲ့ရက်ကတည်းကစစ်ကောင်စီထောက်ခံတဲ့ Telegram Channel တွေမှာတိုက်တွန်းထားကြတာပါဝါဒဖြန့်စက်ကားပြသပြီးနောက်ရက်မှာဒရိုက်တာကိုပေါက်ကပြည်တွင်းကအမှုပညာသမားများတို့ပေးစာဆိုတဲ့ခေါင်းစဉ်နဲ့စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကိုကိုယ်တိုင်လိုက်ပြပေးနိုင်ကြောင်းစချီပြီးစစ်ကောင်စီအတွက်စကားရိုက်ကူးတူတွေကိုဝေဖန်ထားတာပါအဲ့ဒီ post ကို ဒါရိုက်တာစပူထွန်းတက်လွင်ရဲ့တက်အိုးရဲ့အကောင့်ကအတဲရီပေးတယ်ဆိုပြီးဖန်စီဖို့တိုက်တွန်းထားကြတာပါစစ်ကောင်စီရဲ့ဝါရဖြန့်စက်ကားကိုဝေဖန်လို့ဆိုပြီးဒါရိုက်တာမိုက်တီတယုတ်ဆောင်ကျော်ဝင်းထွတ်ဟာတာတယုတ်ဆောင်အွန်လိုင်းနဲ့ဒါရိုက်တာအောင်ချမ်းလူလို့ကိုစစ်တပ်ကမတရားဖန်စီထားတာကြောင့်ဒီစက်ကားနဲ့ပတ်သက်ပြီးအမှုပညာလောကကနေ၅ရောက်မြောက်ဖန်စီခံရတာဖြစ်ပါတယ်ရင်တို့အားလုံးကိုစစ်အုပ်စုကပြဋ္ဌာန်းထားတဲ့ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေနဲ့အမှုဖွင့်ထားတာလို့သိရပါဗျ သူတင်တဲ့ paper pipe မှာအသေးပေး love react သူကိုစစ်တပ်ကဖမ်းတဲ့အပေါ် drive ကိုပောက်ကပ်ပြောတော့ရွေးကောက်ပွဲကနေမှမင်းတို့လိုချင်တဲ့ democracy လမ်းကြောင်းကိုတွားလို့ရမှာလေတဲ့အခုတော့အသေးလေးပေးမိတာတောင်းကြောက်ပြီးဖမ်းထားတဲ့လာမင်းတို့ကနိုင်ငံတော်ပိုင်းစစ်တပ်ကြီးရှိပြီးဒေလောက်အောင်ကြောက်နေတာကရုပ်ပေါက်လုံးနေတယ်။တန်ပန်လဲကြောက်လက်သုံးချောင်းထောင်လဲကြောက်ငြိမ်သက်နေရင်လဲကြောက်ခုအသေးပေးလဲကြောက်နေပါရောလားလူရေးသားထားပါတယ်။ စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါဒဖြန့်စက်ကားမှာပါဝင်တဲ့နေတိုးမြင့်မြတ်နေဝင်အေဂျန့်မောင်ချူလေးမေမြင့်မှုအောင်ခိုင်ငပြောကျော်စတဲ့အမှုပညာရှင်တွေကိုပြည်သူတွေရဲ့တပိတ်မောက်ပွဲကတာခံနေရတာပါ။ နိုင်ငံတော်ဆွေးနွေးပွဲအနေဖြင့်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီထူထူရေကောက်ပွဲအားအောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်လျက်ရှိရာရေကောက်ပွဲပေါ်နီလန်းမျိုးစုံဖြင့်နှောက်ရှက်ဟန်တားနိုင်မယ့်အခြေအနေမှာကာကွယ်တားဆီးနိုင်ရန်2025ခုနှစ်ဇူလိုင်လ29ရက်နေ့မှာပါတီစုံဒီမိုကရေစီထူထူရေကောက်ပွဲများကိုနှောက်ရှက်ဟန်တားဖျက်ဆီးခြင်းမှာကာကွယ်ပေးရေးဥပဒေပြဋ္ဌာန်းခဲ့ပြီးဥပဒေလိုက်နာမှုမရှိသူများကိုထိထိရောက်ရောက်အရေးယူဆောင်ရွက်လျက်ရှိပါသည်။ အဲ့ဒီလိုဆောင်ရွက်လဲရှိရ2025ခုနှစ်အောက်တိုဘာလ29ရက်နေ့မှာခေတ္တမိုင်းကိုတောဆိုင်းမြို့သူများရွေးကောက်ပွဲတိပညာပေးဇလန်းနဲ့ဇလန်းမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့နုပညာရှင်များကိုပြည်ပရောက်အကြံဖတ်အဖွဲ့စည်းအားပေးထောက်ခံသူများနဲ့တရားခံပြည်များကလူမှုကွန်ရက်စာမျက်နှာများမှတဆင့်မဟုတ်မမှန်ဝေဖန်ရေးသားတဲ့ပေါ်ထောက်ခံခဲ့ကြတဲ့ဒရိုက်တာတက်လွင်ခေါ်စပူထွန်းတက်လွင်နဲ့ဒရိုက်တာ အောင်ချန်းလူခေါ်အေချန်းအောင်တို့ကို၎င်းတို့ရဲ့နေအိမ်တီးတီးကနေဖမ်းဆီး ရမိခဲ့ပါတယ်။ ဖန်စီရမိသူများကိုစီစစ်ဖော်ထုတ်ချက်အရ၎င်းတို့ဟာဖွဲ့စည်းပုံခြေခံဥပဒေ2008ခုနှစ်နဲ့ညီတက်မတော်မှာနိုင်ငံတော်တာဝန်ထမ်းဆောင်နေတဲ့ပေါ်ထောက်ခံမှုမရှိခဲ့တဲ့ပြင်မကြာမီကျင်းပရန်ရှိတဲ့ပါတီစုံဒီမိုကရေစီထွေထွေကောက်ပွဲအောင်မြင်စေရေးအတွက်လည်း၎င်းတို့တက်ကြွနဲ့အမှုပညာကဏ္ဍမှာပူးပေါင်းပါဝင်ခြင်းမရှိခဲ့ကြောင်း ၎င်းပြင်ရေကောက်ပွဲအောင်မြင်စေအတွက်တတတအားပါဝင်ဆောင်ရွက်နေတဲ့အနုပညာရှင်များကိုပြည်ပရောက်အကြံဖတ်အဖွဲ့အစည်းထောက်ခံသူများနဲ့တရားခံပြည်များကလူမှုကွန်ရက်စာမျက်နှာများမှတဆင့်ဝေဖန်ရေးသားတဲ့ပေါ်ထောက်ခံအားပေးကြကြောင်းစစ်စစ်တွေ့ရှိရပါတယ်။ ထို့ပြင်၎င်းတို့နေဖြင့်ပြည်တွင်းတင်းကျပ်အေးချမ်းမှုကို မလိုလားတဲ့ကိတ္တမီဒီယာပါဝင် မီဒီယာအမြခံအကြမ်းဖက်အားပေးပြည်ပဩဇာခံဖွဲ့စည်းများလူပုဂ္ဂိုလ်များရဲ့လူမှုကွန်ရက်စာမျက်နှာများမှာမဟုတ်မမှန်လှုပ်ရှားရေးသားဖော်ပြချက်များကိုလည်းအစဉ်တစိုက်ထောက်ခံအားပေးလျက်ရှိတာကိုစစ်စစ်တွေ့ရှိရပါတယ်။ တို့ဖြစ်ပါ၍မီဒီယာမီခံအကြံဖတ်အားပေးပြည်ပဩဇာခံဖွဲ့စည်းများနဲ့ပါတီစုံဒီမိုကရေစီထွေထွေရောက်ပွဲပေါ်ပြည်သူလူထုမှအထင်မြင်လဲမှားစေရန်အတွက်လှုံ့ဆော်ရေးသားသူများကိုထောက်ခံအားပေးခဲ့ကြတဲ့တက်လွင်ခေါ်စပူထွန်းတက်လွင်နဲ့အောင်ချမ်းလူခေါ်အေးချမ်းအောင်တို့နှစ်ဦးကို ပါတီစုံဒီမိုကရေစီထွေထွေကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးဥပဒေပါဝင် ပြည်မှုဆိုင်ရာဥပဒေများဖြင့်တည်ရောက်စွာအရေးယူဆောင်ရွက်သောမှဖြစ်ကြောင်းနဲ့ပါတီစုံဒီမိုကရေစီထွေထွေကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်များကိုနှောက်ယှက်ဟန်တာလူသူများကိုမိဘပြည်သူများရဲ့ပူးပေါင်းပါဝင်မှုဖြင့်ဖော်ထုတ်အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်သောမှဖြစ်တယ်လို့အတိပေးတဲ့ရင်ထုတ်ပြန်အပ်ပါရခင်ဗျာ